ဝိယံမွန်လိုင်းနဲ့အသွဲညီနေတဲ့ချာလီကြောင့်ကြံရည်ဖြစ်တော့မယ်လို့ထင်ကြေးပေးခံနေရတဲ့ဒီပရိသတ်များလုံးမမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လေးကြိုဆိုလိုက်ပါရစေ။အခုရပိုင်းမှာအသွဲညီညီတရုပ်ဆောင်နေလို့ပရိသတ်တွေသဘောကျနေတဲ့ရတဲ့အနုပညာရှင်ဇုံတွဲလေးတွေရှိပါရစေ။အဆိုပါအနုပညာရှင်ဇုံတွဲကတော့မကြသေးခင်ကထုံးလင်းပြတာပြည်စည်းသွားတဲ့အမုံမြင့်ရုပ်တံဇလန်းတွဲမှာပါဝင်တရုပ်ဆောင်ထားတဲ့တရုပ်ဆောင်မင်းသားချာလီနဲ့တရုပ်ဆောင်မင်းသမီးဝိယံမွန်လိုင်းတို့အသွဲပဲဖြစ်ပါရစေ။ချာလီနဲ့ဝိယံမွန်လိုင်းတို့ဟာအမုံမြင့်ရုပ်တံဇလန်းတွဲ ်းမှာတော့တရားဦးနဲ့ခက်ခက်မှဇက်ရုပ်ကိုအကောင်ဆုံးတရုပ်ဖော်နိုင်တာကိုတွေ့ရပါတယ်။အထူးသဖြင့်တော့တရုပ်ဆောင်ချာလီတရုပ်ဆောင်နဲ့တရားဦးဇက်ကောင်နဲ့တရားဦးရဲ့ချစ်မွားတဲ့ချစ်ဇနီးလေးခက်ခက်မှနေရာကိုတရုပ်ဆောင်ထားတဲ့ဝင်းရမောင်လိုင်းတို့ကတကယ်ကိုလိုက်ဖက်မှုတွေရှိနေရာကိုတွေ့ရပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကအခုဆိုရင်တရုပ်ဆောင်ချာလီနဲ့ဝင်းရမောင်လိုင်းတို့ကိုတော်တော်လေးကိုရှစ်ပေးနေကြတာပေါ့။ပရိသတ်တွေရှစ်ပေးမယ်ဆိုရင်လည်းရှစ်ချင်စရာပါပဲ။ဝင်းရမောင်လိုင်းနဲ့ချာလီတို့ဟာတကြက်ကြက်အရန်ဖြစ်ပေမဲ့တိတ်ချစ်ကြတဲ့တီဟာဦးနဲ့ ခက်ခဲမှာဇက်ရုပ်ကိုအကောင်းဆုံးလိုက်ဖက်အောင်တရုပ်ဆောင်နိုင်ထားတာဖြစ်ပါတယ်။အထူးသဖြင့်တော့တီဟာဦးဘာပဲလုပ်လို့ခွင့်လွတ်မဲ့ခက်ခက်မှာဇက်ရုပ်ကိုဝိယမုံလိုင်းကတရုပ်ဆောင်နိုင်တယ်လို့တီဟာဦးကလည်းခက်ခက်မှာကိုတိတ်ချစ်တဲ့ဇက်ရုပ်ကိုအကောင်းဆုံးတရုပ်ဆောင်ထားပါတယ်။ဒါကြောင့်လည်းအခုဆိုရင်တော့အမုံမြင့်ဇလန်တွဲမှာအကောင်းဆုံးတရုပ်ဆောင်နိုင်တဲ့ချာလီနဲ့ဝိယမွန်လိုင်းတို့ကိုလိုက်ဖက်တဲ့ဇုံတွဲလေးအဖြစ်ပရိသတ်တွေကသဘောတူပေးနေကြတာဖြစ်ပါတယ် အခုဆိုရင်တော့ Charlie နဲ့ဝိရမောင်လိုင်းတို့ဟာ promotion အခမ်းအနားတွေမှာလည်းအတူတူပွဲတက်ရောက်နေရဖြစ်ပါတယ်။ဒီအထိလည်းပြဿနာမရှိသေးပါဘူး။ပြဿနာရှိလာတာကတရုတ်ဆောင် Charlie ကိုပရိသတ်တွေကသူ့ရဲ့ချစ်သူ D ထက်ဝိရမောင်လိုင်းနဲ့ပုံပြီးတော့သဘောတူနေကြတာပါ။ အမုံမြင့်ရုတ်တန်ဇလန်တွဲမရိုက်ကူးခင်မှာတော့တရုတ်ဆောင်မင်းသားချာလီမှာသူနှစ်ရှည်လာများတွဲလာတဲ့ချစ်သူအလှမဲ့ဒီရှိနေရဖြစ်ပါတယ်။ချာလီယာမော်ရယ်မင်းသားဘွားကနေအနုပညာလောကကိုကူးပြောင်းလာတာဖြစ်ပြီးတော့ဒီကတော့ Miss အလှမဲ့တယောက်ဖြစ်ပါတယ်။သူတို့နှစ်ဦးဟာအချိန်တွေနှစ်တွေအကြာကြီးတစ္ဆာရှိရှိနဲ့ official ချာတွဲနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတရုတ်ဆောင်ချာလီနဲ့အလှမဲ့ဒီတို့ဆောင်တွဲကိုသဘောကျကြပါတယ်။ဒါပေမဲ့လည်းဒါရီအလုံးဟာအမုံမြင့်ရုတ်တန်ဇလန်တွဲအပြေးမှာပြောင်းလဲသွားပါပြီ။ ွင်အမောင်းမြစ်ရုတ်တံဇလန်းတွဲရဲ့လွှမ်းမိုးမှုဟာကြီးမားခဲ့ရာကြောင့်ပရိသတ်တွေဟာချာလီကိုဝိညာဉ်မောင်းလိုက်နဲ့သာလိုက်ဖက်တယ်လို့မြင်ယောင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်လဲချာလီနဲ့အပြင်လောကကတကယ်ချစ်သူဖြစ်တဲ့ဒီရိုဇုံတွဲပုံနေမှာတောင်ဝိညာဉ်မောင်းလိုက်နဲ့ပဲတွဲပါလား။ဝိညာဉ်မောင်းလိုက်နဲ့ပဲသဘောတူတယ်ဆိုပြီးတော့မှတ်နေကြတာပေါ့။ ပရိသတ်တွေရဲ့ဒီလိုမန့်တွေကဒီရက်အတွက်တော့တကယ်ကိုအောင်သက်သက်ဖြစ်စရာပါပဲ။တချို့သောပရိသတ်တွေကတော့ဒီနဲ့ချာလီယာဒီလိုကိစ္စတွေကြောင့်ပြတ်သွားနိုင်တယ်၊လမ်းခွဲသွားနိုင်တယ်လို့တောင်ဆိုကြပါရယ်။ဒါကတရုတ်ဆောင်ချာလီတူတည်းမဟုတ်ပါဘူး။တခြားတစ်ဖက်မှာလည်းတရုတ်ဆောင်မင်းသမီးဝင်းရမွန်လိုင်းဟာအစောပိုင်းမှာတော့တရုတ်ဆောင်မင်းသားစီသူဝင်းနဲ့ချွတ်ကြိုက်နေတယ်လို့သတင်းထွက်ခဲ့ရပါ။ဒါပေမဲ့အမုံမြင့်ရုပ်သံဇလန်တွေအပြီးမှာဝင်းရမွန်လိုင်းကိုစီသူဝင်းထက်ချာလီနဲ့တာရှစ်ပေးနေကြတာများပါရယ်။ဒါကလည်းရုပ်သံဇလန်တွေတစ်ခုပြင်းရင်အတူတူ ူတရုပ်ဆောင်ထားတဲ့ဇုံတွဲမင်းသားမင်းသမီးတွေကိုရှစ်ခံရတာက ပုံမှန်ဖြစ်စဉ်လို့ဆိုရမှာပါဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့တရုပ်ဆောင်ချာလီနဲ့ဝင်းရမုံလိုင်းကိုသဘောတူကြလားဆိုတာပြောခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်